ဒေါ်လန်ရေးတက်များဥက္ကဋ္ဌစကန်းကိုပိတ်ဆို့ခဲ့တောက်ထားပါတယ်။ထိုင်းဘက်မှဂျမားဖွင့်ထားတော့တရုံနဲ့တိုက်ရန်အခက်တွေ့နေပါတယ်။ထီကပလဲတက်စကန်းကိုလည်းဒေါ်လန်ရေးတက်များကဇွန်လ9ရက်ကလေးပိတ်ဆို့တိုက်ခိုက်နေပါတယ်။မြန်မာထိုင်းနယ်စစ်စီးရင်းကြီးကစစ်တပ်ရဲ့ခြေကုပ်စကန်းဖြစ်တဲ့ဥက္ကဋ္ဌစကန်းကိုဒေါ်လန်ရေးတက်ဖွဲ့တွေကပိတ်ဆို့ဖြစ်တောက်ထားပြီးထိုင်းစစ်တပ်ကဂျမားတွေဖွင့်ထားတဲ့အတွက်တရုံတွေနဲ့တိုက်ခိုက်ဖို့အခက်ခဲဖြစ်နေတယ်လို့ကရင်စစ်ရေးတရင်ရင်မြစ်တွေကပြောပါတယ်။ စစ်ကောင်စီတပ်ကလွန်ခဲ့တဲ့၃နှစ်အတွင်းစခန်းမကျအောင်ခုခံနိုင်ခဲ့တဲ့ဥက္ကဋ္ဌတပ်စခန်းကိုဒေါ်လန်ရေးတပ်ဖွဲ့တွေကဇွန်လ၁၁ရက်မှာစတင်ပိတ်ဆို့ထားပြီးဖြစ်ပါတယ်။လက်တလုံးမှာကရင်မျိုးသားအစီအယုံ KNU လက်အောက်ခံကရင်လွတ်မြောက်ရေးတပ်မတော် KNAA ကရင်မျိုးသားကကွေရေးတပ်ဖွဲ့ KNDO နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေကဥက္ကဋ္ဌတပ်စခန်းကိုဝိုင်းဝန်းပိတ်ဆို့ခေတ္တောက်ထားတယ်လို့ကရင်စစ်ရေးတရင်မြစ်တွေကပြောပါတယ်။အကုန်လုံးဖျက်တောက်ထားပြီး သူတို့ဘယ်မှသွားလို့မရတော့ဘူးတိုက်ပွဲကတော့အကြီးကျယ်မဖြစ်သေးဘူးဝိုင်းထားတဲ့အနေထားပဲစစ်ကူလည်းမလာနိုင်တော့ဘူးလေရိတ်ခါတွေလည်းအကုန်လုံးဖြစ်တော့ထားပြီးသူတို့ဘာနဲ့ပို့မလဲလို့ဂရင်စစ်ရေးတရင်မြစ်ကပြောပါတယ်ဒါပေမဲ့နေဆက်ဖြစ်နေလို့ထိုင်းစစ်တပ်ကဂျမားတွေဖွင့်ပေးထားလို့တော်လန်ရေးတပ်ဖွဲ့တွေအယုံနဲ့တိုက်ခိုက်မရဖြစ်နေတယ်လို့လည်းဂရင်စစ်ရေးတရင်မြစ်ကပြောပါတယ်နေဆက်ဖြစ်နေတော့ဖွင့်ပေးထားတာဟိုဘက်ကဖွင့်ရင်ဒီဘက်မှာညှိတာပဲဒီဘက်ကရုံးလို့လို့မရဘူးပေါ့ ရမှာပါအချိန်နဲ့တော့လေပြီးသွားမှာပါသူတို့ကဘာတဲ့ခါမှမရှိရဲ့ဘလောက်တောက်ခံနိုင်မလဲလို့ဒူကဆက်ပြောပါတယ်စစ်တပ်ကတရှိစီရိုးလို့အမိနဲ့ဝါရဖြန့်စကားရိုက်ခဲ့တဲ့ဥကရစ်တက်စခန်းကိုဒေါ်လန်ရေးတပ်ဖွဲ့တွေက2020နှစ်ဇွန်26ရက်မှာပထမတစ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါစခန်းရဲ့နေရာချို့ကိုတင်ပိုက်နိုင်ခဲ့ပေမဲ့အပြီးအသက်မတင်ပိုက်နိုင်ခဲ့ပါဘူးပထမအကြိမ်ထိုးစစ်ရဲ့3နှစ်နီးပါးရှိလာချိန်မှာပဲကရင်မျိုးသားစီယုံ KNU လက်အောက်ခံကရင် KNU လက်အောက်ခံကရင် KNA ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေကထိုးစစ်ဆင်ဖို့စတင်ခဲ့တာပါ။ဒါကြောင့်ဒီတကြိမ်ထိုးစစ်မှာ KNA အဝီဆောင်ပြီးဒေါ်လန်ရေးဖွဲ့တွေပူးဆောင်လာတာဖြစ်ပါတယ်။ဥက္ကဋ္ဌရွာကမြောက်ရီမြို့တောင်ဘက်လေးကေကော်ဒေတာနဲ့မြောက်ရီမြို့ရဲ့အရှိတောင်ဘက်ဝေါ်လီဒေတာကိုဆက်သွယ်ထားတဲ့ကားလမ်းကြောင်းပေါ်မှာတည်ရှိပြီးစစ်ကောင်စီရဲ့အဓိကတပ်စခန်းဟာဥက္ကဋ္ဌရွာရဲ့မြောက်ဘက်ရွာလမ်းမကြီးဘေးမှာတည်ရှိပါတယ်။ဒါအပြင်မြောက်ရီတောင်ဘက်မှာရှိတဲ့စစ်ကောင်စီရဲ့ထိကပလဲတပ်စခန်းကိုလည်းဒေါ်လန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ဖြစ်တော့ထားပြီးဒယုံတွေနဲ့စစ်တိုက်တိုက်ခိုက်နေတယ်လို့ကရင်စစ်ရေးတရင်ရင်မြစ်တို့ကပြောပါတယ်။ KNAA နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေဟာထိကပလေတက်စကန်ကိုပြီးခဲ့တဲ့ဇွန်လ9ရက်ကစတင်တိုက်ခိုက်ခဲ့ပါတယ်။အရေးပါတာတော့ကုံရေးပါကြတာတွေပဲဥကရစ်ထက်ကတော့အဓိကကြတာပေါ့သူကဝေါ်လီနဲ့အဓိကဆိုတော့အခုစကန်နှစ်ခုရဲ့ဝေါ်လီရဲ့ဆိုနေဆက်မှာပြီးပြီးမရှိတော့ဘူးလို့ကရင်စစ်ရေးတရင်ရင်မြစ်ကပြောပါတယ်။ KNAA နဲ့ဒေါ်လန်ရေးတပ်ဖွဲ့တွေဟာမြန်မာထိုင်းနယ်စပ်အနီးဥကရစ်ထက်စကန်တကြောက ဘလဲရိုကနေလေးရွှေအင်းမြိုင်ဘရင်တော်မော်ခီဒီဘောဘိုတက်စကန်တွေကိုအခုဇွန်လပိုင်းအတွင်းကစစ်တိုက်တိုက်ခိုက်တင်းယူထားပါတယ်။ဒါကြောင့်မြောက်ရီမြို့တောင်ဘက်မြန်မာထိုင်းနယ်စပ်မှာစစ်တပ်ရဲ့ဥက္ကဋ္ဌတက်စကန်ထီကဘလဲစကန်နဲ့ဝေါ်လီဗျူဟာစကန်နဲ့တီတဲလေကကင်းစကန်တို့ပဲကြန့်ရှိပါတော့တယ်။နှစ်ထောင်24ခုနှစ်နှစ်ကုန်ပိုင်းမှာ KNU ရဲ့ဌာနချုပ်လုပ်ခဲ့မှုတဲ့မြန်မာထိုင်းနယ်စပ်ကမာနေပါလောစကန်ကိုထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက်ပိုင်းမှာမြန်မာထိုင်းနယ်စပ်ကစစ်တပ်စကန်တွေကိုစစ်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ်။ KNU တက်မဟာခုံမာလဲစခန်းအနေငယ်ပဲကျရှိပါတော့တယ်